နေပြည်တော်လေတက်ကဒုတိယအကြီးဆုံးဒုဌာနချုပ်မှုရဲ့သားနဲ့ချစ်သူတွေပါဆိုပြီးထပ်ကြွယ်မယ်ဆိုကမှကြားဖြန့်ထင်တယ်လို့တအိမ်လုံးကပစ္စည်းတွေမသွားလာခင်ရတဲ့အဖြစ် ဖြစ်သွားခဲ့တာပါဒီအဖြစ်အပျက်ကရီယာမလို့ငိုရမလို့အဖြစ်မျိုးပါ ခုနောက်ပိုင်းကောင်လေးချောချောလေးနေကကောင်မလေးတွေကိုချင်းကပ်ကြရင်ကားတွေစီးပြငွေကိုရေလိုသုံးပြအယံကယူဆိုင်ပြဂျင်နာပြနဲ့မထင်ရပါမှုတဲ့ကောင်မလေးယုံကြည်အောင်နေပြအယံယိုပြမိသားစုလိုက်ကိုနှစ်လအတွင်းအယုံသွင်းပြီးမှ ိမ်ထဲကအဖိုးတန်ပစ္စည်းတွေအကုန်ယူသွားခဲ့တာပါ။အဲ့ဒီအဖြစ်အဖြစ်ကိုကောင်းမလေးကအခုလိုပြောပြထားတာပါ။ဖြစ်ချောင်းကုံစင်ကဒီလိုပါ။အားလုံးကိုလိုမျိုးမထစ်ရအောင်ကိုအဆက်ကိုမငဲ့ပဲကျင်လိုက်တာပါ။ညီမခုလက်ရှိဖြစ်သွားတဲ့အခြေအနေကညီမနဲ့အယက်ရင်ဆိုတဲ့တယောက်နဲ့ Facebook မှာစာတွေ့ပြီးသူ့ဘက်ကစပြီးလာအပ်ပြီးစကားတွေပြောရကနေ line ပေါ်မှာတင်းတွဲဖြစ်သွားတာပါ။ဒါမဲ့ပထမဆုံးအပြင်မှာတွေ့တဲ့ချိန်တုန်းကသူက first date မှာတင်းနင်းစီဖုန်းအပွင့်365ပွင့်လက်ဆောင်ပေးပြီး coffee ဆိုင်မှာ အပေါ်ပိုင်းတစ်ထပ်လုံး VIP UB ညီမနဲ့သူနဲ့ first date မှာတင်ကိုပိတ်ဆိုင်အရန်သုံးပြခဲ့ပါလေအစကသူကသူနောက်ခံတွေကိုညီမကမမေးထားလို့မပြောပါဘူးဒါမဲ့နောက်ပိုင်းသိရတာကသူကနေပြီးတော့လေသက်ကအကြီးဆုံးမှာသူ့အဖေကအကြီးဆုံးရဲ့အောက်ကဒုတိယအကြီးဆုံးဆိုပြီးပြောပါတယ်ညီမတငယ်ချင်းတွေကသူနဲ့ညီမပုံကိုရိုက်ပေးမဲ့ပြောရင်လည်းမရဘူးသူ့အဖေရောက်ထုအခြေအနေတွေကြောင့်သူ့ကိုစောင့်ကြည့်နေခဲ့သူတွေရှိလို့မျက်လာပါလို့မရဘူးလို့ပြောပြီးပုံတွေတိတ်အယိုက်မထမ်းပါဘူးအဲမှာညီမကတေချာမ ဆုံစားမိပေသူညီမရှိမှညီမတော်နဲ့တဲ့ first day မှာအသိစက်ခီ73တာမင်တော့အမှန်တကယ်ထင်ခဲ့မိသွားတာပါနောက်ပိုင်းဒီလေဒီကြားတဲ့သူပြောက်သွားရင်စိတ်ကိုင်းကဝင်းကြီးများအင်ယာမှာပွဲတွေရှိလို့လူကြီးပိုင်းတွေနဲ့သူ့အဖေကစကားပြောဖို့လွတ်ထားလို့ဆိုပြီးစိတ်ကိုင်းဘက်ကိုသွားတယ်ဆိုရဲအကြောင်းပြချက်တစ်ခုနဲ့အဆက်အသွယ်တွေပြတ်တာမျိုးလည်းရှိပါတယ်ညီမတို့ကတပတ်မှာ၄ရက်လောက်ကတွေ့ဖြစ်ကြပါတယ်တွေ့ဖြစ်တဲ့နေ့တိုင်းမှာလည်းကားနဲ့အမြဲလာတွေ့ပြီးအမြဲ driver ရောင်းဆောင်ထားတဲ့သူတယောက်အမြဲပါပါတယ်သူကအဲ့လူတွေကိုသူ့အဖေကလွတ် ပေးထားတဲ့တက်ထဲကလူတွေထောက်လဲရေးပိုင်းတွေဆိုပြီး link ထားပြီးအကုန်လုံး driver တွေကအစလူလိန်တွေပါ ။အဲမှာမနှက်စာစားမလားနစ်လက်စားစားမလားသွားတိုင်းလဲ luxury လိုဆိုင်မျိုးတွေသွားပြီးတနက်စာတင်ကိုတသိန်းနှစ်သိန်းအမြဲထုတ်ရှင်းနေကြပါ။တခါသာသူကိုယ်တိုင်လဲဈေးကြည့်ပါတယ်ဆိုတဲ့ Saturated Brandy အဝတ်အစားတွေဝယ်ပြတယ်၊ရေမွေးတွေဝယ်တယ်၊လုံးဝညမရှိမှတင်ဝယ်တာပါ။လုံးဝအစ်စ်အမှန်လို့ကိုချင်းရပါတယ်။ဒီကြားထဲညမမိပါတွေကိုလဲသူ့ကိုနေရပေးအောင်သူ့နဲ့ညမကိုသဘောတူစေခြင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ဝေအင်ထွက်တွေလုပ်တယ်။မနှက်စာတွေလဲညမမိပါတွေအတွက်အိမ်ကလူတွေအတွက်ဆိုပြီးအမြဲဝယ်လာတယ်။ ညီမကိုအိမ်ပြန်လိုက်ဖို့တိုင်းလဲအမြဲပါဆယ်ဝဲဝဲပြီးပေးပါတယ်။တကယ်ကိုညီမကိုလေးလေးနက်နက်ချက်တလို့ခန်းစားရအောင်ထိသူလိန်ရခဲ့လာပါ။နောက်ပိုင်းသူနဲ့ညီမတွေ့တာနှစ်လလောက်အကြာမှာမိဘတွေကလည်းသူ့ကိုယုံကြည်ပြီးအိမ်ဝင်အိမ်ထွက်တွေခွင့်ပြုလာပါတယ်။ပဝင်းချင်းကအစားသူ့ကိုတူလာမင်လာနေကြဖြစ်အောင်သူကခဏတိုင်းညီမအိမ်ကိုလာနေကြပါ။ ။ပြဿနာကဒီမှာစပါပဲ။ညီမကိုသူကသူ့အဖေနဲ့ပေးတွေ့မယ်ဆိုပြီးလူကြီးချင်းဆက်ဆက်ထားခြင်းလို့ပြီးညီမမိဘတွေစီမှာလည်းလာပြောလာဝင်ခံပြီး၁၇လပိုင်း၁၆ရက်နေ့မှာညီမမိဘတွေကိုလည်းခေါ်ပြီးစားတုပ်ဆိုင်တဆိုင်မှာသွားပြီးသူ့အဖေနဲ့ပေးတွေ့ဖို့ဆိုပြီးညီမနဲ့ညီမမိဘတွေကနေ့လယ်၂နာရီလောက်ထဲကသွားဆောင်ခဲ့ကြတာပါ။ အဲမှာသူကသူ့အဖေကမလာသေးလို့စားဖို့တာလည်းမရောက်သေးလို့လူကြီးလမ်းကြောင်းနဲ့လာမှအရန်လဲနောက်ကျနေလို့ဆိုပြီးသူ့အဖေကိုတွိုက်ခေါ်တာပါဆိုပြီးထွက်သွားခဲ့တာပါအဲမှာညမအိမ်မှာညမရဲ့ညမလေးပဲကြံခဲ့တာပါအိမ်ရောက်တော့အငယ်မကိုအဖေကပုစွန်တစားပြီးသွေးတိုးလို့ဆေးရုံမှာဆိုပြီးအရေးကြီးတယ်လို့ပြောပြီးအငယ်မရဲ့ဖုံးမှာယူထားပြီးအငယ်မကိုဆေးရုံကထားခဲ့ပြီးအိမ်ကိုပြန်ရောက်နေတာပြီးညမနဲ့ညမမိဘတွေလည်းအဲ့ချိန်မှာစားတော့ဆိုင်မှာတင်သူ့ကိုစောင့်နေကြတာပါငားနာကြီးခွဲလောင်ကြမှာအငယ်မစီကအဆက်အသွယ်ပြန် ရပြီးအိမ်ကိုအမြန်သွားခဲ့ကြတာပါအိမ်ကခြံတကားတွေဖွင့်ရတဲ့ပါတယ်ညမမိဘတွေအခန်းထဲကတင်းထားတဲ့ပိတ်စံတွေရဲ့စုထားတဲ့ရွှေတွေရဲ့တံပုံထဲထည့်ပြီးတောက်ခတ်တင်းထားတာပါအဲ့ဒီပုံရက်တောက်ခတ်ဘလို့မှဖြစ်မရလို့ပုံလိုက်ကြည့်မယ်ပြီးရှိသမျှပိတ်စံတွေရွှေတွေပါမသွားခဲ့တာပါအိမ်တိမ်လုံးလဲရှုပ်ပွဲနေပြီးတံဖိုးကြီးပစ္စည်းတွေအကုန်သူ့လွဲအိတ်ထဲထည့်ရတဲ့လို့တည်သွားပြီးဟန်မပြတ်ထုတ်ထွားတာပါ CCTV မှတ်တမ်းတွေလည်းအကုန်ရှိပါတယ် ။သူညီမနဲ့တွဲနေတဲ့အချိန်နှစ်လအတွင်းမှာတင်ကိုညီမအတွက်ပိတ်ဆံသူတုံးတာတိန်50ကျော်ဖို့လောက်ထိကိုတုံးခဲ့တာပါ။သူလောက်သွားတာကလုံးဝကြားဖြန်တေးလိုမျိုးလောက်သွားတာပါ။ခုလိုမျိုးညီမလိုမျိုးအခြားမင်းကလေးတွေလည်းမခံရအောင်တင်ခန်းစာယူနိုင်အောင်ပြောပြရချင်းဖြစ်ပါတယ်။စရှိသွားရင်တောင်းပန်ပါတယ်ဆိုပြီးရေးထားတာပါ။ အခုတော့မင်းကလေးခမရဖွတ်မရဓမ္မဆုံးညမိသားစုလိုက်ကိုကိုချိုးတွေနဲခကြပါပြီ။ဒါကြောင့်မင်းကလေးတွေအနေနဲ့ချစ်သူရေးစားတီထားမယ်ဆိုရင်နောက်ခံမိသားစုအချက်လက်တွေတီးဖို့လိုမယ်လို့ထင်မိပါတယ်။နောက်ခံမိသားစုကအရင်မကြည့်ဘူးချစ်ဖို့ပဲအရေးကြီးတယ်ဆိုရင်တော့အမတို့သဘောပါပဲရှင်။ဘသူခိုးမှကြိုးမပါပေမဲ့အပြိုးချိုတာလေးတွေကိုကြိုက်တာဆိုရင်တော့ထီထိုးကန်ဆန်းသလိုကံမကောင်းရင်တော့မိအေးနှခါနာဖြစ်နေမှာပါ။ဒီအဖြစ်အပျက်တွေကိုအမျိုးသမီးငယ်လေးတွေသင်ခန်းစာယူနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ရပါတယ်ရှင်။